ခုချိန်ထိရှုံးပွဲမရှိဖြစ်နေတဲ့အာဂျူကိုတော့ဘက်ကထရွန်ကတူးစီးနဲ့ရှင်းလိုက်ပြီအဲ့ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့အဓိကပြပြချင်တာကဘီတီယာတုံးသွားတဲ့တပွဲထိုးပစ်မာရှာဂျွိုင်းဘက်လိုင်းဝင်တဲ့နှစ်ကောင်ကိုမှဂိုးလိန်ရူဘီနဲ့တွဲထားတာဒီတပွဲထိုးပစ်ရဲ့အားသာချက်အားနည်းချက်တွေနဲ့ဘလို့အခြေအနေမျိုးမှာပစ်ရမလဲဆိုတာနည်းနည်းပြောပြမယ်အရင်ဆုံးဘီတီယာဘက်ကဇူစင်းကိုတဲတယ်ပြီးရင်စကန်တာတဲတဲကပတယ်လာဂျွိုင်းလို့ရတဲ့ဟယ်ရစ်ဂရန်ဂျာကိုဒဲပိတ်တယ် အဆက်စင်တွေအကုန်ဖွင့်တယ်။တဖက်ကအာဂျူကလည်းဒီဇူစင်းကိုရှင်းဖို့အတွက်အဆက်စင်တကောင်ထုတ်ရတယ်။ပြီးရင်လက်ရှိမှာသာဇူစင်းနဲ့ရှင်ထင်းလို့ရတဲ့ mesh နှစ်ကောင် YV နဲ့ Sicilion မှာ YV ယူတယ်။အဲ့လိုမျိုးအဆက်စင်ဂျန်ဂလာထွက်လာတဲ့အချိန်မှာ Itumas အနေနဲ့ Marsha ကိုဘာမှတော့တိတ်မစင်းစားပဲနဲ့အပေါ်မှာပဲဒက်ပစ်သွားတာကိုတွေ့ရမှာပါ။ Marsha ကိုအပေါ် first phase မှာအစိုးရယူတဲ့က BTR ဆိုတဲ့အသင်းက Marsha နဲ့ပတ်သက်ပြီးတော့တွဲမဲ့ hero pattern တွေအကွက်တွေ အများကြီးထရိန်းနာတာတိတာတဲ့အရင်ရက်တွေကမာရှာနဲ့တန့်ကြကလာမာတဲ့တကောင်နဲ့တွဲပြီးတော့ဆော့သွားတာဆိုတော့အာဂျူဘက်ကအဲ့ကောင်တွေအဓိကထားပန်းနေဒါပေမဲ့ဒီကနေ့မှာတော့မာရှာနဲ့ဂျွိုင်းကိုမှ Golden Ruby အဖြစ် Hero Composition အစ်စ်နဲ့ထွက်လာတယ်။တခုရှိတာဒီ draft ကမာရှာဂျွိုင်းဆော့နေတာဖြစ်တဲ့အတွက်အာလီမှာတော့ Fast Starter တွေဘာတွေလာချဖို့အရန်ခတ်တယ်။လိန်နေမဲ့ချက်မှာလည်းဒီမက်တာအထုံတွေနဲ့ရှင်ရင်ဆော့ရနည်းနည်းကျက်တယ်။အဲအတွက်ကြောင့်မလို့ကျွန်တော်စဉ်းစားကြည့်တာ ဖယ်ကွန်လောက်တလိုမျိုး EXP လိန်နာကိုမင်းမအစောကြီးထားပြီးရင်ဇူစင်းကို experience လိန်အစောကြီးပေးသွားထားလိုက်ဒါဆိုလို့ရှိရင်ဆော့ရတာနည်းနည်းလေးများခြောက်မလားပေါ့လေထားမှာတော့အဲ့လိုမျိုး BTR ရဲ့မာရှာကလိန်နဲ့မချက်ကလည်းနိုင်တယ်အားလီလည်းဂန့်ခံရတာဆိုတော့တာတဲ့ပတဲတွေလည်းဘာမှထူးထူးခြားခြားကြီးမလုပ်ပေးနိုင်ဘူးဒါပေမဲ့တခုရှိတာ BTR ဘက်က Gold Lane Ruby အဖြစ်နဲ့ပြန်ယူပေးထားတာဆိုတော့9မိနစ်ကြော်သွားတာနဲ့ဒီ Ruby ကမင်းမာလာပြီးတော့အထိုင်နေတယ်ပြီးရင် site lane တစ်ခုကို မာရှားနဲ့ဂျွိုင်းနဲ့နှစ်ကောင်ကိုပေးရှင်းထားတာကိုဟီးရိုးတွေကြီးပဲများနေတာကလည်းအလုံးမဟုတ်ဘူးအဲ့ဒါကြောင့်အဖြစ်ဟီးရိုးဆိုတာကလည်းလိုအပ်တယ်အဲ့ဒါအပြင်စကန်တာတဲ့တတ်တာတဲ့ပရယ်တွေကို Ruby Impact နဲ့ဖြဲပြီးတော့ဆိုင်တယ်အဲကနေ Hero K နဲ့ No War လေးတွေနည်းနည်းပြန်ရတယ် Cloud Ruby ဆိုတော့ BTR ဘက်ကအတားကြီးအဲ့ဒါကြောင့်လည်း Idumas ကခုနက Drop Pin မှာ Harry Granger လိုမျိုးစကန်တာတဲ့တတ်တာတဲ့လာဆိုင်လို့ရတဲ့ Maxman မျိုးတွေ ဘန်းပေးထားတာ game အချိန်ကြာလာတဲ့အမျှမာရှာအနောက်ကနေဒါမျိုးဖလန်ပြီးတော့ခုတ်တာကတော်တော်လေးဆိုးလာတယ်တဖက်က join ဆိုတာကလည်း late game assassin ဆိုတော့တေရောပေါ့တခြားစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်မာရှာက physical damage output ထွက်တာ join က magical ထွက်တာအဲ့ဒီတော့တဖက်ကကိုးရီအနေနဲ့က itemization သွားတဲ့နေရာမှာတော်တော်လေးကြက်တယ်ကလောက်ဆိုရင်အရင်ရှေ့ပွဲတွေက join ကို rose gold နဲ့ကာနေကြဒါပေမဲ့ဒီကနေ့ပွဲကျတော့မလောက်တော့ဘူးမာရှာပါပါလာတော့တော်တော်ဆိုးတယ် YV ဆိုလဲ position မှာဘလို့မှတယ်မရဘူးဖြစ်နေတာဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော် viewer တွေထဲကပါတီဆော့တဲ့ brother တွေအနေနဲ့ဒီတပွဲထုတ် pick ကို like ဆော့ဖို့အတွက် recommend ပေးပါတယ်ဆရာအဆုံးထိကြည့်ရှုပေးတဲ့အတူပျော်ရှင်းစတိုင်ကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ bye bye ခဏလေးနေအောင်အခုကြည့်နေတဲ့ဒူတွေထဲမှာ Mobile Legends account အရောင်းအဝယ်အလဲအထက်စသဖြင့်ပြုလုပ်ခြင်းတွေအနေနဲ့ Big Game Shop မှာယုံကြည်စိတ်ချစွာဖြင့်ပြုလုပ်လို့ရပါတယ်ကျွန်တော်သိရသလောက်တော့ Big Game Shop မှာ Brother တို့စိတ်ပူနေကြတဲ့ Game RC ကိုလည်းတရားရခိုင်နှုန်းအာမခံပေးထားတယ်နောက်ပြီးတော့အလန်းဆုံးက account ရဲ့တန်ဖိုး30ရာခိုင်နှုန်းပဲပေးထားပြီးတော့45ရက်ကြာအရစ်ကြနဲ့ဝယ်ယူလို့ရတယ်စဉ်းစားကြည့်ဗျာအကောင့်ကိုအရစ်ကြနဲ့ပါဝယ်လို့ရတာအဲ့ဒါကြီးကစောင့်ရမ်းတန်တယ် ကဲဆိုတော့က Mobile Legends နဲ့ PUBG နဲ့ပတ်သက်ပြီးတော့အကောင့်ရောင်းပွဲအလဲအထက်ဘာပဲလို့လို့ Begin Shop page မှာလည်းသွားလို့လို့ရတယ်ကျွန်တော်ရဲ့ page messenger မှာလည်းလာပြောလို့ရတယ်ဒီ video ရဲ့ comment အောက်မှာလည်း page link ကိုထည့်ပေးထားတယ်